အပိုင်း69ရဲ့အစမှာတော့ဟီတယောက်နှင်းတော်ရဲမှာတယောက်တည်းရှောက်သွားနေပါတယ်။အဲ့ဒီအချိန်ကအတိတ်ကပုံရိပ်တချို့လည်းပြန်လည်မြင်ရောင်းလာပါတယ်။အဲ့တော့ကတော့သူမွေးဖွားကစားအချိန်ဖြစ်ပြီးသူ့ရဲ့အမေဖြစ်သူကတော့ဟီနာပဲဖြစ်ပါတယ်။ဟီနာကအမွာကလေးနှစ်ယောက်ကိုဖွားမြင်ခဲ့ပြီးတယောက်ကတော့ယောက်ျားလေးဖြစ်တယ်လို့တယောက်ကတော့မိန်းကလေးဖြစ်ပါတယ်။အဲ့ဒီထဲမှာမှယောက်ျားလေးဖြစ်တဲ့ဟီကိုဘိုးဘွားတွေကဆုံးပြဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။ဟီနာကအဲ့လိုမလုပ်ဖို့တောင်းပန်နေပေမဲ့ဘိုးဘွားတွေကတော့ဆုံးပြဖို့ကိုသာဖိအားပေးခဲ့တာပါ။ အဆုံးမှာတော့ဟီနာလေးပဲဘိုးဘွားရဲ့စကားကိုနားထောင်လိုက်ရပြီးရွေဆိုတဲ့မိန်းကလေးရဲ့အကူအညီနဲ့ပဲဟီကိုဆွန့်ပစ်လိုက်ကြပါရီအဲ့ဒီအချိန် Yusuke ကတော့သူ့ရဲ့အဖေဖြစ်သူ Ryzen နဲ့တိုက်ခိုက်နေပါရီအဲ့နောက်မှာတော့သူကရှုံးနိမ်သွားခဲ့ပြီးဟိုဂူရှင်တို့အဖွဲ့ရဲ့လေးကျင့်ပေးခြင်းကိုခံနေရပါရီဒါပေမဲ့အုပ်စုလိုက်နေတယောက်ဖြစ်တဲ့အတွက် Yusuke လည်း share plan နဲ့အကြိတ်ခံရပါရီတစ်ဖက်မှာလေးပဲမူကူရိုကသူ့ရဲ့တပည့်ဖြစ်သူ Giren ကိုဟီရဲ့အကြောင်းကိုမေးမြန်းနေပါရီနတ်ဆိုးပုံလောကတွေကနေဟီတယောက်ထွက်ပြေးသွားခဲ့တာအခုဆိုရင်တစ်နှစ်ခွဲရှိပါပြီ။ ။ဒါပြင်သူတို့စေလိုလိုက်တဲ့ယူကိုင်းကောင်တွေကိုလည်းတပ်ပစ်ခဲ့တာအကောင်900လောက်ရှိနေပြီဖြစ်ပါလိမ့်။အဲဒီနောက်မှာတော့မူကူရိုကဂီရင်ကိုသူ့ရဲ့လက်ထောက်ဖြစ်လာတာဘလောက်ကြာပြီလဲလို့မေးပါလိမ့်။ဒါကိုကြားတော့ဂီရင်လည်းပဲနှစ်ပေါင်း250လောက်ရှိပြီထင်ကြောင်းအဖြေပြန်ပေးပါလိမ့်။မူဂရူကတော့ဂီရင်ကိုဟီရဲ့အစွမ်းတွေကိုစမ်းသပ်ဖို့အတွက်လှုပ်လိုက်တဲ့ယူကိုင်းကောင်တွေက900ဖြစ်မဲ့အစား1000လောက်ဖြစ်တင်ကြောင်းပြောလာပါလိ။အဲ့ဒီအချိန်ဂီရင်ကတော့ဟီကရိုးရိုးတာမန် A class အဆင့်မဲ့ရှိတဲ့ကောင်လို့တွေးနေပါလိ။ တကယ်တော့ဟီကသူတို့တွေတားထားတဲ့ဂျာတွေကနေရှိသမျှယူကိုင်းတော်လည်းဤသမားတွေကိုတက်ပြီးလူပုံလောကကိုထွက်သွားခဲ့တာပါတဖက်မှာလည်းပဲဟီတယောက်သူ့ရဲ့အတိတ်အကြောင်းတွေကိုပြန်စဉ်းစားနေပါတယ်ဒီနေ့မှာ Ice Maiden တိုင်းမြီမှာ Hina ဆိုတဲ့မိန်းကလေးတယောက်ကကလေးနှစ်ယောက်ဖွားမြင်ပါတယ်အဲ့ဒီကလေးနှစ်ယောက်မှာတော့အမွာရီဖြစ်ပြီးတယောက်ကမိန်းကလေးနဲ့တယောက်ကယောက်ျားလေးပါဒါပေမဲ့ရှေးရိုးဆွဲရှိတဲ့ဘိုးဘွားတွေကတော့ Ice Maiden တယောက်အနေနဲ့ယောက်ျားလေးဖွားမြင်လာတဲ့အပေါ်အလိုမကျဖြစ်နေကြပါတယ် သူတို့ကယောက်ျားလေးဖွားမြင်လာတဲ့အပေါ်မှာညဉ့်ဉန်းတဲ့အရာတစ်ခုလိုယူဆထားတာကြောင့်စွန့်ပစ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရီဘိုးဘွားတွေမသိခဲ့တဲ့အရာတစ်ခုကဟီကမွေးကင်းစာတွေကအကုန်တိအကုန်မြင်အကုန်ကြားနိုင်နေတာပါဒါကြောင့်သူရဲ့စွန့်ပစ်တော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေအကုန်လုံးကိုအတိုင်းသားကြားသိနေခဲ့ရပါရီဟီမာအဲ့လိုလှုပ်ဖို့ကြိုးစားနေတဲ့ဘိုးဘွားတွေကိုမွေးလာကလေးကအရှင်လက်လက်မီးရှို့ခြင်းလောက်တဲ့အထိစွမ်းအားတွေရှိနေခဲ့ပါရီဘိုးဘွားတွေကတော့ဟီနာကိုယောက်ျားလေးဖွားမြင်လာခဲ့တဲ့အတွက်အပြစ်တွေဝိုင်းပြောနေပါရီ ။နောက်ပြီးယောက်ျားလေးမွေးဖွားလာခြင်းရဲ့ဆိုးကျိုးတွေအကြောင်းကိုလည်းပဲ Glacier Village တုန်းကအဖြစ်ဆိုကြီးနဲ့နှိုင်းရှင်ပြလာပါသည်။ဘာအကြောင်းကြောင့်မန်တို့တော့သိချာမသိရပါပဲ။ Ice Maiden ကတော့ယောက်ျားလေးဆိုရင်ကိုအလိုလိုယွင်ရှာမုန်းတီးနေကြတာပါ။ဒါကြောင့်သူတို့ကယောက်ျားလေးဖြစ်တဲ့ဟီယီကိုသာဆက်ထားမယ်ဆိုရင်သူတို့ရွာပေါ်ကိုအဖြစ်ဆိုးတွေကြောက်ရောက်လာမယ်လို့တထစ်ချယုံကြည်ထားကြပါရီ။ဟီနာကတော့သူမရဲ့ကလေးကိုပြန်တောင်းနေပေမဲ့ဘိုးဘွားတွေကတော့ကလေးကိုစွန့်ပစ်ဖို့အတွက်ပဲဆုံးဖြတ်လိုက်ကြပါရီ။ အဲဒီနောက်မှာတော့ဘိုးဘွားတွေကရွေအီဆိုတဲ့မိန်းကလေးရဲ့အကူအညီနဲ့ဟီနာရဲ့သားဖြစ်သူဟီအီကိုစွန့်ပစ်ဖို့အတွက်ကြံစီခဲ့ကြပါလိမ့်။ဘာလို့လဲဆိုတော့ရွေကဟီနာရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်နေခဲ့လို့ပါ။နောက်ပြီးရွေတို့မှလည်းပဲယောက်ျားလေးနဲ့ပတ်သက်ပြီးကံဆုံးမှုဖြစ်ဖူးရဲဆိုတဲ့တာရကတွေကအများကြီးရှိနေတာပါ။အဲဒီနောက်မှာတော့ရွေကဟီအီရဲ့ပါဇက်ထဲကိုဆွဲသီးလေးတစ်ခုထည့်ပေးလိုက်ပြီးရေထဲကိုပြစ်ချပစ်လိုက်ပါတော့လိမ့်။ဖြစ်ချင်တော့ဟီအီကအသက်ပြင်းပြီးသေခြင်းတရားကနေလွတ်မြောက်ခဲ့ပါလိမ့်။ အဲလိုနဲ့အရွယ်ရောက်လာတဲ့ဟေကခလေးဘွားကစပြီးလျှောက်ထဲအခက်ခဲတွေကြားထဲမှာရှင်သန်လာရပါသည်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့ Ice Maiden ကြီးအကုန်လုံးကိုတတ်ပြစ်မယ်ဆိုတဲ့နာကြီးချက်ကြီးကအမြင့်တွယ်လို့နေခဲ့တာပါလက်ရှိမှာတော့ဟေကမူကရိုရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပြီးသူ့ရဲ့အကျဉ်းသားတစ်ယောက်ဖြစ်လာပါသည်မူကူရိုကတော့ယူကိုင်းကောင်တွေကိုတတ်ပြီးထိုင်နေတဲ့ဟီရဲ့အခြေအနေကိုလာရောက်မေးမြန်းနေကြတာပါ။နောက်ပြီးသူ့ရဲ့လက်အောက်ခံတွေဖြစ်တဲ့ကီရင်နဲ့လက်ရည်စမ်းကြည့်ဖို့အတွက်လည်းစိန်ခေါ်ခဲ့ပါသေးတယ်။ ။ဘာပဲလာလာအကုန်ကျိတ်မယ်ဆိုတဲ့ဟီကတော့မူကရိုရဲ့မျက်နှာဖုံးအောင်မှာဘာရှိနေလဲဆိုတာသိချင်နေပါ ರಿ ။ဒါကြောင့်မလို့မူကရိုကသူ့ရဲ့မျက်နှာကိုကြည့်ချင်လာလို့မေးလိုက်ပြီးသူကဟီရဲ့အဖေပဲလို့ပြောလာပါ ರಿ ။နောက်ပြီးသူ့ရဲ့မျက်နှာကိုမြင်ချင်တဲ့ဆိုရင်သူ့ရဲ့လက်အောက်ကသူ့ရဲ့ကောင်းတူကိုအနိုင်ယူဖို့အတွက်အလောင်းစားပြုလုပ်လိုက်ကြပါ ರಿ ။ဘာလို့လဲဆိုတော့ဟီအနေနဲ့သူဆေလွတ်လိုက်တဲ့ယူကိုင်းအကောင်900လောက်ကိုတတ်လိုက်တာတော့မှလုံလောက်မှုမရှိဘူးလို့ထင်နေခဲ့လို့ပါ။ဒါကြောင့်မေသူကအကောင်းဆုံးစစ်တီတော်လူတယောက်နဲ့ဝင်ရောက်ရှင်ပြိုင်ခိုင်းစေခဲ့တာဖြစ်ပါလိမ့်။ဒီအတွက်သူ့ရဲ့မျက်နှာကိုလည်းမြင်ရမယ့်အပြင် ဟီကိုလည်းပဲသူပိုင်တဲ့နတ်ဆိုးပုံလောကဒစိမ့်တပိုင်းရဲ့စစ်တီတော်ဘွဲကိုပေးရမှာဖြစ်ကြောင်းမှတ်လုံးပေးလိုက်ပါရီဒါပေမဲ့ဟီကတော့အဲ့ဒီဂုံဘုတ်ဒီနဲ့ပတ်သက်ပြီးစိတ်မဝင်စားပါဘူးသူရဲ့တိုက်ခိုက်လို့စိတ်ကသာပြင်းပြနေတာဖြစ်ပြီးသူကအဲ့ဒီအတွက်နဲ့ဘာကောင်းစင်ဘာရာရူမှမလိုကြောင်းလည်းပြောလိုက်ပါရီမူဂရိုကတော့ဘလို့ပဲဖြစ်ဖြစ်သူရဲ့စမ်းသပ်မှုကိုအောင်မြင်သွားတဲ့အခါကျရင်တော့လာအောက်ခံယူကိုင်းနေအများကြီးရရှိလာမှာဖြစ်တာကြောင့်ဂုံယူဖို့သာပြောနေတာပါနောက်ပြီး9မိနစ်အတွင်းရလာမယ်လို့ပြောကထွက်သွားခဲ့ပါရီဟီကတော့မူဂရိုကိုတော်တော်ကြောက်စရာကောင်းတဲ့ကောင်းမဲလို့တွေးနေပါရီ သူ့အရှိမရှိတဲ့ရုပ်ထုကြီးကိုဓာတ်နဲ့ပိုင်းချလိုက်ပြီးအဲ့ဒီအချိန်မှာပဲလေဘင်းကဆွဲသီးလေးကိုတရီထားမိသွားပါသည်တကယ်တော့အဲ့ဒီဆွဲသီးလေးကိုယူကီနာကဟီဟီကိုထုတ်ပြီးခဲ့တာပါပုံမှန်အားဖြင့် DPC ကို Ice Maiden ရဲ့ကလေးမွေးတဲ့အခါကြာမှသာကြောက်လာတဲ့မျက်ရည်ကနေရရှိတာဖြစ်ပါသည်။ထူးဆန်းတော်က Yugi Nai ရဲ့အမိဖြစ်သူ Hinai ရဲ့မျက်ရည်ကတခြား Ice Maiden နေထက်ပိုအယောင်တောက်နေပါသည်။နောက်ပြီး Yugi Nai ကသူမရဲ့အမိအကြောင်းကိုဆက်လက်ရှင်းပြပါသည်။ တကယ်တော့ဟီနာကမျက်ရည်နှက်ဆက်ကြခဲ့တာဖြစ်ပြီးဘိုးဘွားရီစီကနေလည်းသူ့မှာအကူရှိကြောင်းကြားသိခဲ့ရပါသည်ဟီကတော့အဲ့ဒီလေဆွဲကိုမပြောင်းမပြစ်အောင်ထိန်းသိမ်းထားနိုင်ခဲ့တဲ့ယူကီနာကိုအံ့ဩနေပါသည်ယူကီနာကသူ့မရဲ့မျက်ရည်ကိုအသုံးပြုပြီးအမျက်ထုတ်တဲ့တထေးတွေရှိခဲ့ပေမဲ့အမေရဲ့မျက်ရည်ကိုတော့အကောင်းဆုံးစောင့်ရှောက်ထားခဲ့တယ်လို့ဆိုပါသည်နောက်ပြီးသူမရဲ့အကူဖြစ်သူကမွေးလာကလေးကမိတော့ယိုဂီစွမ်းအားတွေနဲ့ဖုံးလွှမ်းခံထားရသူတယောက်ဖြစ်ကြောင်းမှာရှင်းပြလာပါသည် ဒါကြောင့်မေရေရိုးအုပ်စုကအကူဖြစ်သူကိုစိန်းစာချိတ်ပိတ်စာရွက်တွေနဲ့ပတ်ပြီးရေထဲကိုပြစ်ချခဲ့ကြတာပါရီကတော့သူ့အမေရဲ့အချစ်ခင်အားဆုံးတငယ်ချင်းတယောက်ဖြစ်ပြီးဒီကိစ္စတွေအကုန်လုံးကိုအတင်းကျပ်စေခိုင်းခံရသူဖြစ်ကြောင်းရှင်းပြလိုက်ပါရီအဲဒီနောက်မှာတော့ယူကီနာကဟီကိုအကူလိုလန်းခေါ်လိုက်ပါရီတခုရှိရကဒီနေရာမှာယူကီနာကသူမရဲ့အကူဆိုတာကိုသိနေခဲ့လို့မဟုတ်ပါဘူးသူမအနေနဲ့အကူဖြစ်သူနဲ့ဆင်တူတဲ့ယူကီဆွမ်းအားရှိနေတဲ့ဟီကိုစိတ်ခံစားချက်အရာတုံ့ပြန်လိုက်တာပါ ။နောက်ပြီးသူမရဲ့အကူနဲ့တွေ့ဆုံတဲ့အခါကျရင်သူမအနေနဲ့လူပုံလောကမှာအေးအေးဆေးဆေးရှိနေတဲ့အကြောင်းပြောပြပေးဖို့အတွက်အမှားစကားလေးပါလိုက်ပါလိမ့်။ဟီကတော့အကူဖြစ်သူအသက်ရှင်နေသေးတယ်ဆိုတဲ့ယုံကြည်ချက်ကိုတတိထရှိနေတဲ့အပေါ်မေးခွန်းထုတ်လာပါရီတကယ်တော့ရူရီကဟီတယောက်သူတို့စီပြန်လာပြီးလက်စားခြေလောက်မယ်ဆိုတာကြိုတင်သိနေပါရီဒါကြောင့်ရူရီကယူကီနာကိုသူမခံစားခဲ့ရတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအချိန်တိုင်းလိုလိုရင်ဖွင့်ပါရီ အဲဒီနောက်မှာတော့နှစ်ယောက်သားစကားတွေအများပြပြောဆိုခဲ့ကြရင်ဟီကတော့ယူကီနာကိုအကိုဖြစ်သူကိုအရန်အားကိုမနေဖို့အတွက်သတိပေးလိုက်တော့ယူကီနာတယောက်ဝမ်းနေသွားပါလိမ့်။လက်ရှိချိန်မှာတော့ဟီကယူကီနာပေးလိုက်တဲ့ဆွဲသီးလေးနဲ့အတူပဲသူဆက်လုပ်ရမယ့်အရာကိုတွေးတောနေပါလိမ့်။အဲ့ဒီအချိန်အတန်တစ်ခုကြားလိုက်ရပြီးမူကူရိုတယောက်သူ့ရဲ့အားကိုရဆောင်စစ်တီကိုခေါ်ပြီးပြန်ချလာပါသည်။ဒါပေမဲ့တော့ဟီကအတော်လေးကိုမှဖီးအောက်သွားပါသည်။အကြောင်းကတော့မူကူရိုခေါ်လာတဲ့ကောင်ကနတ်ဆိုးလောကရဲ့ကုသရေးပညာရှင်ရှီဂူရဲဖြစ်နေခဲ့လို့ပါ။ နောက်ပြီးသူကဟီရဲ့တတိယမျက်လုံးထည့်သွင်းခြင်းခွဲစိတ်ခြင်းလုပ်ငန်းစဉ်တွေကိုလုပ်ပေးခဲ့တယ်။ဆရာဝန်တယောက်ပဲဖြစ်ပါရီ။ဟီကတော့ရှီကိုရဲကိုမူဂရိုရဲ့လက်အောက်ခံဖြစ်သွားတဲ့အပေါ်မေးခွန်းမေးမြန်းလာပါရီ။သူကတော့ဘာမှပြန်မဖြေဘဲနဲ့တိုက်ခိုက်ဖို့ကိုသာဆုံးဖြတ်ခဲ့ပါရီ။ရှီကိုရဲကဟီကိုသူခွဲစိတ်ထည့်သွင်းပေးလိုက်တဲ့မျက်လုံးနဲ့စောင်ရမ်းကျမ်းလာတဲ့အပေါ်မှာလည်းချီးကျူးစကားဆိုနေပါရီ။ဟီကလည်းဂျေဇုတင်ကြောင်းပြောလိုက်ပြီးသူ့ရဲ့ဆွဲသီးကိုအင်ကြီးရဲကိုထည့်ထားလိုက်ပါရီ။ဒါကွန်မျိုးတော့ရှီကိုရဲကဒါကယူကီနာစီကရလာတဲ့အရာမှန်ရိတ်မိသွားပါတော့တယ်။ အကြောင်းကတော့ဟီအီရဲ့မူရင်းကြောက်တုံးဆွဲသည်ကပျောက်ဆုံးနေခဲ့လို့ပါမူဂူရိုလည်းပဲဘာဖြစ်နေမှမသိတဲ့အတွက်သူ့ကိုရှင်းပြခိုင်းနေပါရီဒါကြောင့်မလို့ရှီဂူရဲလည်းဟီအီရှာဖွေနေတဲ့အရာတစ်ခုကိုရှင်းပြလိုက်ပါရီအဲ့ဒါကတော့လွင်မျောကျွန်းစုဖြစ်တဲ့ Ice Maiden ရဲ့ဒီနေရာနေညမဖြစ်သူ Yuki တို့ပဲဖြစ်ပါရီစကားဆုံးမှာတော့ရှီဂူရဲကသူ့ရဲ့တိုက်ပွဲကိုစတင်ဖို့အတွက်ဟီအီကိုစိန်ခေါ်နေခဲ့ကမူဂူရိုလည်းပဲဒါကိုစိတ်ဝင်စားနေခဲ့ရင်ဇလန်လေးကဒီမာရီမဲတခမ်းရက်လို့သွားခဲ့ပြန်ပါရီ ဒါကတော့ယူယူဟာကူရှိုးရဲ့အပိုင်း69ပဲဖြစ်ပြီးကြာရှိနေတဲ့အပိုင်းတွေကိုဆက်လက်ကြည့်ရှုဖို့အတွက် channel လေးကို like and subscribe ပြုလုပ်ထားကြဖို့အတွက်လည်းပရိသတ်တွေကိုတောင်းဆိုကြပါရစေ။ကျွန်တော်ကတော့အားလုံးချစ်တဲ့ရွှေရိုးပါ။